။ပိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ပိတ်သက်များအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရစေ။ကျမတို့ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားပွဲရောင်းဂမီယားဖြစ်ရဲ့စံချေဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်။ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူနောင်ယိုးစိတ်တက်ရေးသားထားတဲ့နက္ခတ်ရှင်ဆောရောင်မတထောင်တကောင်ပွားဆိုတဲ့ဇလန်းလေးရဲ့အပိုင်း၆ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဇလန်လေးမစားတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်ထားဖို့နဲ့ဇလန်တင်များစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဘေးနားအနုတီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့မိပါနေရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။ဟန်လီလေးမြို့စီကိုရောက်ရှိနေရတာတလားခန့်ရှိပြီ။အဲ့ဒီအတော်တွင်တော့နေရီထိုင်ရေးစားရေးတောက်ရေးကတော့ငကိုပုံစံအတိုင်းမပြောင်းမလဲတာဖြစ်တဲ့နေထိုင်ဖြစ်တယ်။တနေ့အဲ့ဒီနေရာတော့ ဟန်လင်းလီမြို့ကိုရောက်ခဲ့တာကတလားခန့်ရှိနေတဲ့နေ့ပဲဟန်လင်းလီကတော့မြို့ရဲစီမှာထုံးစံအတိုင်းရှောက်သွားနေရင်းကတရားတစ်ခုစီရောက်လာတယ်ဟန်လင်းလီကတရားဥမာရှိတဲ့ချောင်းကလေးစီကိုစင်စော်ဖို့စိတ်ဆန္ဒရှိလာတယ်သူဟာစိတ်ကြေလျှော့ကလေးအတိုင်းတရားဥကိုဆင်းလိုက်တယ်ဟဲ့ကောင်လေးအဲ့ဒီခြေချိုးတရားဥမရမကခေါ်ခဲ့စမ်းကွာမမလိုက်ဘူးမလိုက်ဘူးကျွန်တော်တောင်းပန်ပါတယ်ကိုကြီးတန်ချောင်းရဲ့မလိုက်ပြရစီနဲ့နော်တရားဟုတ်စီကခက်မှမှာအတန်း တောင်းပန်တို့ရှိုးတဲ့အတန်အတန်နှစ်ခုပဲအတန်ကြားရစီကိုဟန်လီလီငဲ့ကြည့်မိတယ်။မြင်ရတဲ့မြင်ကွင်းကမကောင်းသူထက်အတန်နှင်းငယ်ကြီးပုံရတဲ့ကျိုင်းထောင်းနေကောင်းလေးတယောက်ကိုတခါသူ့စီလာကပြဿနာရှာဝူးတဲ့ကောင်းလေးတွေကတတားအောင်ထဲစီအတင်းဆဲခေါ်နေမကြပါဘူးအားကြီးမမြတာမို့ကောင်းလေးကတတားအောင်စီကိုရက်ကန်ရက်ကန်နဲ့ပလာတယ်။တတားအောင်ကိုရောက်တဲ့အခါတော့ဆွဲခေါ်လာတဲ့တန်ချောင်းကကောင်းလေးရဲ့လက်ထဲကင်ထားတဲ့အထုပ်ကလေးကိုလှုပ်နေတယ် ကောင်းလေးကသူ့လက်ထဲကအထုပ်ကလေးတန်ချောင်းစီမပသွားစီဘူးရှောင်းတင်းနေပါဇက်ကလည်းမမလုပ်ပါနဲ့ကိုကြီးတန်ချောင်းရဲ့တင်းထုပ်လေးကိုတော့မယူပါနဲ့ဗျာဒါကျွန်တော်အမေအတွက်ပါအမေကိုကြွေးကျင်လို့လို့ကျွန်တော်အလူအိမ်ကကြွေးတဲ့ဟင်းလေးကိုမစားရဘဲနဲ့ထုတ်ယူလာတာပါကိုကြီးတန်ချောင်းရဲ့အမေကဟင်းကောင်းတဲ့ထမင်းမစားရတာကြာပြီမှုပါနော်အဲ့ဒီလိုတပွားဟွာပြောနေတယ်တန်ချောင်းကတော့အဲ့ဒီကောင်းလေးရဲ့ဇကာတန်ဟင်းထုပ်သူ့လက်စီရောက်ရေးတာအာယုံထားတယ် မကြခင်ပဲကောင်လေးက ခြေတော်မကောင်းသူမှုတန်ချောင်းရဲ့စောင့်တုံးမှုအဝေးလဲချသွားရင်မင်းတို့ကတော့တန်ချောင်းရဲ့လက်ထဲစီရောက်ရှိသွားရင်ဟာဟာဟာရပြီဟိတ်ကောင်ဖိုးကမင်းမေစားရတာမစားရတာမင်းတို့အပိုင်းအခုလောလောဆယ်ရောငါမင်းရဲ့ချက်သားဟင်းကို စားကျင်နေဘာဖြစ်လဲမကြည့်နိုင်ဘူးလားဟာဟာဟာတန်ချောင်းနဲ့ကောင်လေးကြီးကဖိုးခွေးဟူတဲ့ခြေတပတ်မတန်တဲ့ကောင်လေးကိုဟားတိုက်ရီမောကြတော့တယ်ဖိုးခွေးကဒေါသထွက်သွားရတယ်ထင်နေ လဲချနေရကနေလူလဲကထားတယ်။ပြီးတော့တန်ချောင်းတို့ထံကို သူ့ရဲ့ကြိုက်တော့အမြောက်ပြီးတော့ပူဖေးကတန်ချောင်းကိုထောပဲထောပဲနဲ့ပြေးရိုက်တယ်။ဒါပေမဲ့ကြားကနေတန်ချောင်းရဲ့လူတယောက်ကဖြက်ကကန်လိုက်တာမို့ဖိုးခွေလဲချသွားပြန်နေ။အော်ဖိုးခွေမင်းကငါ့ဦးတော်ပြန်လို့ရဲနေမှာကို။ဟာဟာဟာငါဘာကောင်းလဲမင်းကိုပြရတာပေါ့ကွာ။ဟေ့ကောင်းလေးမလောက်သားလာအောင်ပညာပြလိုက်စမ်း။အပါမွေးလိုက်တဲ့ကြတားဟင်းလေး တန်ချောင်းဟာသူ့လူတွေကို အမိတ်ပေးစေခိုင်းပြီးရနေဟင်းထုတ်အားနမ်းပြီးတော့ဖိုခွေအားတမင်ပင်စိတ်ဆိုးအောင်စားနောက်ပြီးတော့လက်ထွက်သွားလိုက်တယ်။ကောင်းလေးနှစ်ယောက်ကတော့ဖိုခွေရှိရာစီကို တမင်မီဖြည်းဖြည်းလှမ်းလျက်သွားတော့တယ်။ဟန်ပန်ကကြောက်ရွံ့နေတဲ့လူတစ်ယောက်ကိုခွန်အားကြီးရဲ့သူက ဖြည်းဖြည်းချင်းညှင်းဆဲမဲ့ပုံပဲဟန်လင်းလေးကတော့အစားတုန်းကအဲ့ဒီကိစ္စအားကြည့်ရင်းနဲ့မိခင်ပေါ်တီးတက်လို့နဲ့ဖိုခွေကိုတနာသွားမိတယ်။တနာစိတ်နဲ့အတူမိခင်ဖခင်တို့အားလည်းတတိယမိသွားတယ် ။ဒါကြောင့်ငေးချောင်နေစမှာပဲအထက်ပါကိစ္စတွေကဖြစ်ပျက်ခဲ့။ငါငါတောင်းပန်ပါလေကွာ။မင်းတို့ငါ့ကိုရိုက်နေပြီးဟင်းထုတ်လို့တော့ပြန်မိပါကွာ။ဟာဟာဟာမရတော့ဘူးဖိုကွေ။မင်းကြောင့်ဟိုမှာငါတို့ကိုကြီးတန်းချောင်စိတ်ဆိုးနေရပြီ။ငါ့ကိုကြီးစိတ်ကြည်လင်အောင်လို့မင်းကိုတော့တင့်တယ်လို့ပညာပေးရမှာပေါ့လေ။ဖေးတာထက်မင်းရင်လုံးမလား။ငါရင်လုံးရမလား။ငါရင်လုံးမယ်။တာထက်ဆိုတဲ့ကောင်းလေးကောင် ဖိုးခွေးရှိသွားရတဲ့တန်ချောင်းကတော့ကြောက်တုံးတစ်ခုထပ်ဝဲထိုင်ပြီးတော့ဟင်းထုပ်ကိုဖြည်နေတယ်။ဟန်လင်းလေးကကြည်ရင်ဖြစ်မနေတာတော့ဝင်းပါဖို့ဆုံးဖြတ်လိုက်ပြီးတော့အနီးမှာရှိတဲ့ခဲတလုံးကိုကောက်လိုက်တယ်။ပြီးရင်တော့ဟင်းထုပ်ကိုဖြည်နေတဲ့တန်ချောင်းထံကိုအားကုန်ဖြစ်ပေါက်လိုက်တယ်။ဟင်းထုပ်ကမင်းနေတဲ့တန်ချောင်းကခဲကိုရှောင်ချိန်မရလိုက်ဘူး။ကောင်းတတဲ့ကိုထိပြီးတော့နှာချင်းစွာအော်လိပြီးခွေကြသွားတယ်။ဟာကိုကြီးတန်ချောင်းပါထက်နဲ့တက်လူကတော့ တန်ချောင်းစီပြေး၍ထူလေ၏အကိုကြီးဘာဖြစ်တာလဲငါ့ကိုခင်းနေထူတယ်ဘသူထူတာလဲကြည်စမ်းကွာတွေ့ရင်ကောင်းကောင်းပြင်ညာပြခဲ့ဟုတ်ကဲ့ကိုကြီးတန်ချောင်းတာထန်းနဲ့တူမောင်တို့တန်ချောင်းလားကနေထားပြီးတော့လိုက်ရှာရင်ပြင်တော်တယ်ဟေ့ကောင်နေရှားမနေနဲ့မင်းတို့ငါခင်းနေထူတာဟာကိုကြီးတန်ချောင်းဟုတ်ကလေးဟုတ်ကလေးလောက်တာတန်ချောင်းဟာခေါင်းကိုပုတ်နေရာကနေထားကြည့်တော်တယ်ဟာဟုတ်ကလေး စိုးစိုးရဝိစာလေးဘာလဲမင်းတို့ကငါနဲ့ခြားအောင်မလို့လားတော်ပြီ မခြားတော့ဘူးငါတို့မင်းကိုငါတို့မနိုင်ဘူးအေးမခြားတော့ရင်ဟင်းထုတ်ကိုသွားပြန်ပေးလိုက်တန်ချောင်းတို့ကဖိုးခွေးထံသွားပြီးတော့ဟင်းထုတ်ကိုပေးလိုက်တယ်ပြီးတော့တော့ဦးသာတုတ်ချီတင်ကပြေးလီတော့တယ်ကျေးဇူးပါညီလေးရာညီလေးသာရောက်မလာရင်အခုအမေအတွက်ယူလာတဲ့ဟင်းလေးတွေကိုအဲ့ဒီကောင်လေးစားလိုက်တော့မှာအိုးရပါလေဗျာ ကျွန်တော်ကအလင်းတင်လို့ကုညီတာပဲ။ဘာပဲဖြစ်ဖြစ်ကျေးဇူးတော်တကယ်တင်ပါလေကွာ။သူတို့ကအကို့ကိုအမြဲတမ်းအနိုင်ကျင့်နေကြကွာ။အခုတစ်ခါပဲနှီးလေးရောက်လာလို့ကန့်ကောက်မှုတာ။ဖုခွေးကဟန်လင်းလေးကိုကျေးဇူးတင်စကားတဘာဝပြောနေတယ်။ဟန်လင်းလေးကတော့ကျေနပ်စွာပြုံးလိုက်လေပြီးစကားလမ်းကြောင်းလွှဲတဲ့အနေနဲ့ဒါနဲ့ကိုကြီးရဲ့နာမည်ကဖုခွေးနော်။အင်းဟုတ်တယ်။နီလီရဲ့နာမည်ကတန်ချောင်းပြောသလိုစောရဝိစာပဲလား။ ဘေကသာကိုကြီးဖိုးခွေရကျွန်တော်ကလမ်းပြီးမှနေပြီးဆိုင်တွေကထမင်းဟင်းတွေကိုခိုးခိုးစားလို့ဟိုကောင်ကြီးကတက်တက်နမိတ်ဖြတ်ထားတာ။ဩအဲ့ဒီလိုလား။ ừm ဟုတ်တယ်။အဲ့ဒီလိုပဲထားလိုက်ပါ။ကျွန်တော်ကိုယ်တိုင်ကလည်းခိုးတာပဲဆိုတော့သူတို့ပြောသလိုစိုးရတခိုးပဲပေါ့မဟုတ်ဘူးလား။ ừm ဟုတ်တာပေါ့ဟဟ။ဟန်လင်းနဲ့ဖိုးခွေတို့နှစ်ဦးသာအားရပါးရရီမောလိုက်ကြတယ်။ဩညီလေး။ဟုတ်လေ။ ီလေးပါလက်တလုံးနေစရာမရှိဘူးဆိုတော့ဟိုအခုအိမ်ကိုလိုက်ခဲ့ပြီးနေပါလားအိမ်မှာအမေရဲ့အကိုရဲ့နှစ်ယောက်ပဲရှိတာပြီးတော့အမေကမျက်စိကန်းနေရဲ့အကိုက6လောက်ကျိုးနေတယ်ညီလေးလာနေတော့အကိုတို့အတွက်တအားဖြစ်တာပေါ့ဖိုခွေစကားကြောင့်ဟန်လင်းလေးပြောသွားတယ်မိသားစုမဲ့နေရကတလားလောက်ရှိပြီအကိုဖိုခွေနဲ့အတူလမ်းနေရမယ်ဆိုတော့ဘယ်မှာဝမ်းမတားရှိနိုင်ပါလဲအကိုတကယ်ပြောရလား တကယ်ပြောတာဗောညီလေးရကဲလာကွာအခုတို့တခါရင်အိမ်ကိုသွားကြရအောင်အမေကအခုချိန်ဆိုမျောနေလိုက်ပြီဟုတ်ကဲ့ကိုကြီးနှုတ်ဦးသားတရားထက်စီကိုတက်ခဲကြတယ်ပြီးရင်တော့မြို့စည်းနဲ့ပြီးမှဖြတ်တမ်းပြီးရထားလမ်းစီကိုသွားကြတော့တယ်လမ်းသွားရင်းနဲ့ဖုခွေကသူတို့မိသားစုအကြောင်းပြောပြတော့တယ်ဖုခွေရဲ့အဖေကတော်လိန်သမားတို့ဦးဖြစ်ပြီးတော့သုံးပန်းအဖြစ်ဖန်ခင်ရစဉ်အင်္ဂလိပ်စစ်တပ်ကမော်လမြိုင်ဘက်စီကနေရထားလမ်းပေါက်ကိုခေါ်ဆောင်သွားတယ် အဲဒီခါနေသတင်းအစနာလုံးလုံးလည်းလည်းပျောက်ဆုံးခဲ့ပြီးတော့ဖိုးခွေးတို့တားမိနှုတ်သားကြံ့ရင်ခေရီမိခင်ဖြစ်သူကတော့ဖိုးခွေးကိုကောင်းရဲ့ဈေးအောင်ပြီးရှာဖွေကျင်းနေစေးသိမ့်နောက်ကြပြီးမိုးချုပ်တဲ့ညတကြမှာလူယုံမာတစုနဲ့စုံပြီးတော့အထမပြူးချင်းချင်းခံခဲ့ရတယ်။အိမ်ညာမှာပဲလူယုံမာတို့ရဲ့နေဆက်မှုကြောင့်မျက်စိနှလုံးစုံလုံးခံခဲ့ရတယ်။အိမ်နောက်ပိုင်းမှာတော့ဖိုးခွေးကလူမမေး ။ပြီးရင်ကတော့မျက်စိကွယ်နေရမှုဘဝဖြတ်တန်းရမှုတွေကခက်ခဲလာရပြီးတော့နေရင်ထိုင်ရင်လမ်းပြီးရုန်းခင်ရတဲ့ဘဝစီကိုတဖြည်းဖြည်းဆင့်သက်ခင်ရလို့လမ်းပြီးဘဝမှာဖူးခွေးကတော့မိခင်ကိုရတယ်လို့ရှာဖွေကြည့်မိတယ်။တခါတည်းရဲ့ဈေးထဲမှာတောက်တူမရလို့တည်းတခါတည်းရဲ့တော့အပေါင်းပေါ်ကောင်းရင်တော့ကိုရထားရီစီကနေပစ္စည်းတွေကိုအလစ်တုပ်ခိုးယူဖြစ်တယ်။သူ့ရဲ့ခြေထောက်ကလည်းကိုရထားတစည်းအားခိုးတက်ပြီးဖောက်ထင်းနေစဉ်လူတွေသွားပြီးခုံချဖို့ချွတ်ပြီးရင်စူးစမ်းချင်း အကြမတော်ခဲ့ပဲကျူးခဲ့ရခြင်းလေခြေတော့ကျိုးတော်လေဖုခွေးတို့ဘဝကစေဝါမကုသနိုင်တာမို့ရသလိုစေမီတို့နဲ့ကုသရင်တစ်ဖက်မှာလေဝိုင်းရည်အတွက်ရှာဖွေ စားတော့ရတာမို့နောက်ဆုံးခြေတစ်ဖက်မတန်တဲ့ဒုက္ခိတဘဝစီကိုရောက်ခဲ့ရတော့တယ်ဒါပေမဲ့ဖုခွေးကသူ့ရဲ့ခြေတော့ကျိုးမှုကိုတော့မိခင်ဖြစ်သူစိတ်ဆင်းရဲမှဆိုပြီးတော့ဒီကနေ့တိုင်းအတိမပေးခဲ့ဘူးဖုခွေးကသူ့ရဲ့ဘဝဖြစ်စဉ်ကိုဟန်လင်းလေးအားပြောပြသလိုဟန်လင်းလေးကလည်း သူ့ရဲ့ဘဝနောက်ကြောင်းပြန်ပြောပြရင်ဟန်လင်းလေးရဲ့ဘဝကိုဖိုးခွေးတိတဲ့အခါတော့စုတ်တက်တက်တက်နဲ့ဂျူနာတက်လေးရေအော်ညီလေးရေငါကိုကိုကိုဘဝဆူလာပြီးထင်ခဲ့တာအခုတော့မင်းကငါ့ထက်ပိုဆူးနေပါလားဟူးငါမှတော့ဘလို့အခက်ခဲတွေပဲကြုံလာကြုံလာ အမေရှိသေးတော့ဖြေသိမ့်နိုင်သေးတယ်မင်းကတော့ဖိုးခွေးရောင်စိတ်မကောင်းလာတာမို့စကားဟုတ်ပင်စက်မပြောနိုင်ဘူးဟန်လင်းလေးရဲ့မျက်ဝန်းဝင် ရေရွေတွေယွိုင်းနေပြီမဟုတ်ပါလားမျက်နှာလေးကတော့တကယ်ကိုပြိုတော့မယ်မုန်းနေပြီ။"ဩညီလေးဟိုးရှိကအကိုတို့အိမ်လေးပဲကဖိုခွေကအိမ်သားရောက်လာလိမ့်မို့အခန်းတင်ပြီးငိုတော့မယ်ဟန်လင်းလေးအောင် စကားဆွေးလိုက်တော့ရင်ဟန်လင်းလေးကအင်္ဂလိပ်စီလမ်းကြည့်လို့တော့သူ့ဘဝမှာအရင်ကမြင်ခဲ့ဘူးတဲ့လက်တဲကလေးတွေထက်ကတင်းငယ်ဆုတ်ချလာတဲ့အင်္ဂလိပ်ကိုမြင်လိုက်ရတယ် အမိုးကာရီကိုရရအဝေးပိတ်စရီနဲ့မိုးကထားလိုက်ပြီးတော့အင်္ဂလိပ်ရဲ့နီးပတ်ဝန်းကျင်မှာလည်းပစ္စည်းအစုပ်အပြည့်အတူစားတွေဟိုဒီပြန့်ကျင်းနေရောတွေအရာမတူတဲ့အဝိစာကျိုးတွေကိုလည်းဟိုမာဒီမှာရှုပ်ရက်ခက်အောင်တွေ့တန်းထားသေးပြန်နေ။ဗာလဲရဲ့ညီလေးအကူရုအင်ကိုကြည့်ပြီးတော့စိတ်ညစ်သွားပြီလား။အကူရုအင်လေးကတော့တည်တဲ့အတိုင်းပါပဲ။စောက်ဖို့ပြင်ဖို့ဝေမရှိလို့တော့လွတ်လပ်တဲ့မြေကွက်မှာရသလိုပဲလှုပ်ထားရတာ။ညီလေးအတွက်တော့အဆင်ပြေမယ်မထင်ဘူး။ အင်ကိုကြည့်ရင်တွင်းကြီးနေတဲ့ဟန်လင်းလေးကြောင့်ဖိုးကေးကစိတ်မကောင်းစွာဆိုလာတယ်။အာမဟုတ်တာကိုကြီးကလေကျွန်တော်ကကျူးတွေတန်းထားတာကိုစိတ်ဝင်စားနေရဗျ။ကျူးတွေကဘာလုပ်ထားရလဲ။ဟန်လင်းလေးကဖိုးခွေးရဲ့စကားကိုအမြန်ပြန်ပြန်ပြောလိုက်တယ်။ဩကျူးတွေကလားအဲ့ဒါအကိုမရှိတဲ့အချိန်မှာအမိသွားလို့လာလို့ရအောင်တွေ့ထမ်းပေးထားတာ။အင်းရှိစီမှာရက်နေရင်တော်ဦးသားစကားပြောနေစဉ်အင်္ဂလီတဲစီကနေ မလုံးနှလုံးကန်းနေတဲ့အမေတို့ကိုစံတော်ဝါးနေထွက်လာလေရောဒီအဲ့ဒါအခုမေပဲကွာလာညီလေးဖုခေအောင်သူ့ရဲ့မိခင်ရှိရာစီပြေးသွားတယ်အမေတားပြင်ရောက်ပြီအမေဘိုက်စာနေပြီလားဒီမှာအမေအတွက်စက်သားကြီးပါလာတယ်ထမင်းစားကြရအောင်လေဩအေးအေးသားအမေညောင်းလာလို့လမ်းလျှောက်မလို့ထွက်တာနေုံတားနေတူတယောက်ယောက်ပါလာတယ်လို့ပဲနော်ဖုခေရဲ့မိခင်ကောင် ၎င်းကိုတရှူရှူလုံရင်းမိတယ်။အော်ဟုတ်တယ်အမေကသားနဲ့တူနေဖို့ဒီလေးတယောက်ကိုခေါ်လာတာ။သူ့နာမည်ကသားနာမည်ဆိုရပါကြီးကြီး။ဖိုးခွေးရဲ့စကားပင်မဆုံးသေးဘူး။ဟန်လင်းလေးကသူ့ရဲ့မိကိုဆိုရလို့ဝင်းကပြောလိုက်လို့ရတယ်။ဟန်လင်းလေးတစ်ဖြစ်နဲ့ဆိုရကဖိုးခွေးရဲ့အင်စီမှာအတူနေထိုင်တာကခုနှစ်နှစ်ခန့်ပြီရှိခဲ့ပြီ။အဲ့ဒီအတော်တင်တော့ဖိုးခွေးတို့သားမိနေခန်းလင်းလေးကတကယ်ကိုမိသားစုပမာရှိခဲ့တယ် ဖိုဖီရဲ့အမေជីជីတီတာကလည်းဟန်လင်းလေးကိုတားရင်တူခဲ့တော့ပင်တတ်မှတ်ပြီးတော့သူ့ရဲ့တားငယ်အဖြစ်ယူဆထားရလို့ပကြခဏပြောလေဟန်လင်းနဲ့အတူသူ့ရဲ့ကြောင်နေကြီးကလည်းလာရောက်ကနေထိုင်နေကြောင်နေကြီးကိုတော့ကြောင်မကြီးဖြစ်တာမို့ဟန်လင်းကချစ်စုလို့နာမည်ပေးထားရင်ဟန်လင်းလေးလည်းရခင်ကလိုခိုးဝယ်မစားတော့ဒါပေမဲ့လာပြီးလောက်ွယ်ညတွေမှာတော့သူ့စိတ်ကမခူးရမနေနိုင်အောင်ပင်ဖြစ်ရည်အဲ့ဒီခါမျိုးမှာတော့ ညနေချိန်ဝင်အင်းကနေတိတိစိတ်ထွက်ခွာပြီးတော့လူတွေကတစုံတရာကိုရအောင်ခိုးယူတယ်။အဲ့ဒီလိုခိုးရသွားရင်တော့ကြောင်မကြီးချစ်စုကဟန်လီရဲ့နောက်ကနေထက်ချက်မခွာလိုက်ရင်ခိုးယူတဲ့အခါမှာလေတမိုးရှိပစ္စည်းတွေကိုတော့ဘယ်တော့မှမယူသူ့စိတ်ဆန္ဒအာသာပြည့်စုံအောင်လုပ်တဲ့ပစ္စည်းတွေကိုတော့ခိုးယူတယ်။တမိုးရှိပစ္စည်းကတော့လောဘသားတွေရဲ့ပြည့်မဲ့ဖြစ်တာမို့မိသားစုအတွက်တည့်ရနေရရှိတယ်။သူကဘဝနဲ့ရင်းပြီးတော့တည်ထားတာမဟုတ်ပါလား။ ပြီးတော့သူကခိုးရပါပစ္စည်းကိုတေချာစွာတင်ထားတယ်။နောက်တစ်ကြိမ်ခိုးရထွက်ပါမှုအဲ့ဒီပစ္စည်းကိုယူပြီးတော့မူလပိုင်ရှင်စီဝဲပြတ်ထားတတ်တယ်။ဖိုးခွေးနဲ့ဒေါ်သီတာကတော့ဟန်လင်းလေးရဲ့အကြောင်းကိုမသိဘူး။နမေကလည်းဟန်လင်းလေးပြောပြထားလိုက်တော့စိုးရလို့သာတီထားတာမို့အဲ့နမေကသာခေါ်ကြတယ်။ဒါကြောင့်လေနီးစင်ရပတ်ဝန်းကျင်မှာတော့ဟန်လင်းလေးရဲ့အမိကိုစိုးရလို့သာတီကြတော့တယ်။ဖိုးခွေးကလည်းစိုးရကိုနီးရင်ပမာချစ်ခင်နေ။သွားတူလာတူပဲ။ ဆိုရကလည်းလိမ့်ပါတယ်။မိသားစုမှာသူတယောက်သာအကောင်းပကတိရှိရမို့အလို့ဟုသမ ्या ကို သူကသာဥဆောင်ပြီးတော့ပြုလုပ်တတ်တယ်။ရှာဖွေကြည့်မိရမှာလေဖိုးစင်းနဲ့ဆိုရကကနဦးအစာမှာဈေးရစီမှာတောက်တုံမေရအကုန်လိုက်လို့ပြီးတော့ရှာဖွေကြတယ်။အရွယ်ရောက်ပြီးနောက်ပိုင်းမှာတော့ဆိုရကကုလီဝင်ထန်းနေဖိုးခွေးကိုတော့ဈေးပိုင်းကလေးတစ်ခုနဲ့ကိုရဆေးလေးတို့ကို လိုက်လံရောက်ချစီတယ်။တန်ချောင်းတို့ဖွေကတော့ဆိုရအနည်းငယ်ရှိတဲ့နောက်ပိုင်းမှာ ဖုခွေရာရင်မဖြူကြတော့ညီကိုနေအောင်ရစူးစမ်းမှုကြောင့်တော့အခုဆိုရင်သူတို့ရဲ့တင်းရင်လုံးချလာတဲ့အင်္ဂလိပ်ကိုအတိပြုပြင်ကားပဲစောင့်နိုင်ခဲ့ပြီညနေတခုမှာတော့စောရကုန်ထမ်းရာစီကိုဖုခွေရောက်လာသူရောက်ချိန်တော့စောရကအလုံးမပြတ်သေးဘူးကုန်ထမ်းလျက်ပင်ရှိသေးတယ်ဒါကြောင့်ဖုခွေရာကုံယုံရဲ့နေပေးစီဝဲဈေးပန်းကလေးချပြီးထိုင်ဆောင်နေရဲ့ထိုင်ဆောင်ရင်နီးလေကတန်ချောင်းတို့ဖွဲ့သူ့စီကိုထူးထူးခြားခြားရောက်လာပြီးတော့ ဆီလေးဝယ်တဲ့အကြောင်းကိုပြန်တွေးမိရောတန်ချောင်းတို့ကလေးလေးကသူ့စီကဆီလေးဝယ်ပြီးတော့ချားတဲ့ငွေကိုဝယ်ယူတဲ့ဆီလေးဘုံငွေထက်အစမတန်ပုံပုံပြီးပြေးခဲ့တယ်။သူကပြန်ရနိုင်အောင်တော့လက်မခံဘူး။ဒီကောင်နေလက်တလုံးဘာလုပ်ငန်းတွေလုပ်နေရတော့မသိဘူး။မလုပ်ကိုမမေရရလုပ်နေတာကိုတော့တခါမှမမြင်ရဘူး။တခါတည်းကလမ်းပေါ်မှာလက်ရလက်ရသွားနေတာကိုသာမြင်မိတယ်။အခုတော့အလုံးမမေရရမလုပ်သူတွေကငွေရွှင်ကြေးရွှင်နဲ့ဝတ်ကောင်းစားလာတွေနဲ့ ကိုကြီးအေးလက်လိုက်တိုင်းညီလေးရာအတွင်းလူနေတဲ့ဖိုးကြီးကအနာကက်ကခေါ်လိုက်တဲ့ဆောရရဲ့အတန်းကြောင်လန့်သွားတယ်။ဘာလို့များအတွင်းလူနေလို့ဒီလောက်တောင်လန့်သွားရလဲကိုကြီးက။ဩအေးအဲ့ဒါကိုအပြန်လန်းကြမှာပဲကိုကြီးပြောပြတော့မယ်။လောလောဆယ်ညီလေးလောက်ကပြီးပြီလား။အင်းပြီးပြီငွေလဲရှင်းခဲ့ပြီးပြီ။အေးအေးအဲ့ဒါဆိုလည်းပြန်ကြတာပေါ့ကွာ။နှုတ်ဦးသာအပြန်လန်းအတိုင်းဖြည်းဖြည်းလျှောက်ခဲ့ကြတယ်။ ပုံမှန်ပြင်နေကြလမ်းအတိုင်းပြင်ချင်းတော့မဟုတ်ဘူးအလုံးနဲ့နှီးစက်ရလမ်းအနီးပြင်ခဲ့ကြတယ်။လမ်းမှာဖူခိကတန်ချောင်းတို့အကြောင်းကိုပြောပြတယ်။သူရဲ့တွေးချင်မှုကိုလည်းပြောပြတယ်။အဲ့ဒါကိုညီလေးရောဘလို့များထင်မိလဲ။ဖူခိရဲ့အမိကြောင်ဆိုရကပြောလိုက်တယ်။ကျွန်တော်ကတော့ဘလို့မှမထင်ပါဘူး။ဒီကောင်ကအစာတွေကလောက်ကမမရရလှုပ်ရှင်နေကောင်းနေမဟုတ်တော့အခုလဲအချားမဟုတ်တာမကောင်းတာတခုခုလုပ်ပြီးတော့နေမိုးတက်ချင်းခွေယူကောင်းစားသလိုကောင်းစားနေရနေမှာပေါ့ ဟာဟာဟုတ်တယ်နော်ညီလေးတွေးမှပဲဒီကောင်းလေးအဖြစ်ကို ဟာသားဖြစ် တွေးမိရော်လေညီကိုနှစ်ဦးအားရပါးရရီမောလိုက်တယ်ဒါနဲ့ညီလေးမင်းလုပ်ထဲမှာစာသင်နေရဲ့ဆိုอืมဟုတ်တယ်ကိုကြီးကကျွန်တော်တို့အလုပ်ခိုင်းနဲ့ကိုလေးကြီးကအင်္ဂလိပ်ကြောင်မှာဘီဝဲရထားရတယ်အဲ့ဒါသူကညီလေးတို့အလုပ်သမားတွေကစာမတက်တဲ့သူတွေကိုအားရချင်းကြစာသင်ပေးနေရอืมဟုတ်လားကောင်းတာပေါ့ညီလေးကဒါဆိုညီလေး အခုစာရေးစာပတ်အတော်လေးရနေပြီပေါ့။အင်းရတော့ရနေပါပြီ။အေးကွာကိုကြီးလည်းညီလေးလိုစာသင်ကျင်လိုက်တာ။ဒါများကိုကြီးကညီလေးစာတက်သွားပြီဆိုရင်ကိုကြီးကိုစာပြန်သင်ပေးမှာပေါ့။တကယ်တော့ညီလေးမင်းတကယ်သင်ပေးရမှာနော်။တကယ်ဂရီပေးတယ်မညာဘူး။ဟာငါ့ကိုငါညီလေးကစာသင်ပေးမယ်ဆိုတော့ပျော်လိုက်တာကွာ။ညီကိုနှုတ်ဦးသာလျှောက်လာရင်လမ်းပေးကိုရောင်ပြေထုံးစီကြီးလေးတဆူနာကိုရောက်လာတယ်။ စီရီကလေးကထုံးတင်ကန်ပတ်လွင့်ပြဲနေပြီးတော့မဲမဲခွက်တွေပင်ထနေတယ်။ဒါပေမဲ့လေးပင်ကြောင့်လွင့်ပြဲနေတဲ့စဲလေးတန်လွင်းလင်းလေးကတော့ညီကိုနှုတ်ဦးစလုံးရဲ့နားထဲစီမှာချုံမြင့်ကြီးလက်နေတယ်။တဏီကုံပြိမှန်းခဲ့သမျှကတော့ဘယ်စီရောက်လိမ့်မည်မသိဘူး။ကိုကြီးဒီစီရီလေးစီရောက်တိုင်းညီလေးရဲ့စိတ်တွေအေးချမ်းသွားရတယ်ဗျ။အင်းကိုကြီးလည်းအတူတူပဲကွာ။လာကွာဖျားစီသွားပြီးကြတော့ရအောင်။အင်းကောင်းသားပဲ။ နှုတ်ဦးသာဇေဒီလေးရဲ့ပြဝန်တဲ့ရောက်ခဲ့ကြတယ်။ဇေဒီကလေးရဲ့ပြဝန်လို့သာတတ်မှတ်တော့လေအကရင်အတားဆီးတော့မရှိဘူး။အဝင်မို့ဦးဖြစ်တဲ့ကြောက်စာတိုင်းကလေးတတိုင်းဟင်းသာနာနေတဲ့တကုန်းတိုင်းတစ်ခုနဲ့စွန့်တော်ခဲ့ရန်ကြောက်စပွဲကလေးတစ်ခုသာရှိတယ်။ညီကနှုတ်ဦးကဇေဒီကလေးထံမှရိုကျိုးစွာဥခိုက်တယ်။ဥခိုက်ရပြီးကြတော့ဖိုခေးကဒီလေမင်းဘာစုတွေတောင်းတော့တော့ရကပြုံးလိုက်တယ်။ပြေးသွားတဲ့အပြုံးတော့မဟုတ်ဘူး။ဒီလေးတောင်းနေစူလား ထမစုကတော့အဖေနဲ့အမေကောင်းရဘုံဘွားရောက်ပါစေလို့တောင်းနေ။ဒါဖြင့်ဒုတိယစုကရောဒုတိယစုကတော့ကြီးကြီးနဲ့ကိုကြီးတို့စိတ်ချမ်းသာကိုကျမ်းမာပြီးဘဝတစ်ခုလုံးပြည့်ပြည့်စုံစုံနဲ့နေရပါစေလို့ဆုတောင်းနေ။ဆိုရရင်ဆုတောင်းကြောင်းဖိုးခွေးကျင်းနဲ့သွားတယ်။ဒါပေမဲ့ဒါပဲလားညီလေးကညီလေးအတွက်ကဘာစုမှမတောင်းလား။ဟွန်းဟွန်းညီလေးအတွက်ကအခုချိန်မှာကိုကြီးနဲ့ကြီးကြီးရှိနေလို့အရာရာပြည့်စုံနေပြီမို့မလိုတော့ဘူး။ ဖုခွေစိတ်မကောင်းဖြစ်သွားရတယ်။ဒါနဲ့ကိုကြီးကရောဘာစုတောင်းလဲ။ကိုကြီးကတော့အများကြီးပဲ။အဲ့ဒီအထဲကမှညီလေးအတွက်တောင်းနေစို့ပြောပြမယ်။음ပြောပြလေ။အကိုတို့သားမီးကညီလေးရောက်လာမှလူတန်းစီနေနိုင်ခဲ့တာလေ။တကယ်လို့သာညီလေးရောက်မလာခဲ့ရင်တော့အကိုတို့သားမီးကအခုချိန်ထိအောင်ဝမ်းရင်းခက်လို့အသက်တောင်ရှင်နိုင်ပါမလားမသိဘူး။ဒါကြောင့်အကိုတို့ရဲ့ကျေးဇူးရှင်ညီလေးအမြဲထားဝရကျမ်းမာပါစေလို့ပြီးတော့အိမ်အောင်ရသားကြတဲ့အခါကျရင်လည်း ချစ်တဲ့သူနဲ့ညားပြီးတော့တာသမီးယတနာတွေထွန်းကားပါစေလို့ဆုတောင်းမိတာဟာအကိုကြီးရတယ်ဗျာလုတ်ပြီလုတ်ပြီမလုံနဲ့ညီလေးရေမင်းကမင်းလည်းပြန်ကြည့်ဦးဒီလိုကြီးဖာဖာဖြစ်နေပြီပြီးတော့ကိုလုံးကိုပေါက်ကလည်းတောင်းတင်းပါပြီနဲ့ဒါကြောင့်ရီးစားတနာလေးပါလီထားမေဆိုထားလို့ရနေပြီဆိုရကဖိုးခွေးရဲ့ဆုတောင်းကြောင်းချက်သွားတယ်ကဲကဲရှက်မနေနဲ့ကိုကြီးကစတာအိမ်ပြန်နောက်ကြလို့အမေစိတ်ပူရောမင်းပြန်ကြဆုနှုတ်ဦးသာဖျားလေးကထွက်ခဲ့တယ် ရှောက်စာတိုင်းကလေးနားရောက်တော့ဖူးခိယာစာရီကိုကြည့်ပြီးခဏကြီးလေး။ဘာကြီးလဲကိုကြီးကဟိုလေအခုဒီစာလေးဖတ်ပြပါလား။အော်ဟုတ်ကဲ့။ဆိုရကကျောက်စာတိုင်းကလေးကစာရီကဖတ်ကြည့်လိုက်တယ်။တနလာပန်ကိစ္စတရားစူတောင်းပြေစီသည်။ဖျားတာကြီးကမျိုးစားကြီး။စီရီတော်ပြီးမြောက်တဲ့ရက်ကောစာတက်ကရီ666ခုနှစ်ကစုံလားပြေဗုဒ္ဓဟူးနှစ်။အော်ရပြီလားကိုကြီး။อืมရပြီ။ ညီလေးဖက်ပြရဲ့စာအုပ်နားထောင်ပြီးတော့ကိုကြီးတော့အတော်ကိုပီးကြီးဖြစ်တာဟိဟိကိုကြီးကစာအုပ်သိကျင်တာမဟုတ်ဘူးညီလေးစာဖက်ပြတာကိုနားထောင်ခြင်းလို့ဖူခေယောင်သူ့ရဲ့နေရာအကြောင်းကိုဟမ်ဆောင်မဲထုတ်ဖို့ပြောတယ်ဆိုရကတော့ပြုံးရတာနေခဲ့တော့တယ်အိမ်နောက်မှာတော့ညီကိုနှုတ်ဦးတော်အစီကိုတော်ဆက်လျှောက်ခဲ့ကြတော့တယ်လာခွေညာတညာမှာတော့ဆိုရကလာခွေညာပြီမို့ဒီမတီတိုင်မတာဖြစ်နေရတယ်သူစိတ်ကသူ့ကိုပြစ်စီခူးရအောင်စိတ်ခိုင်းနေရောတယ် ဒီလိုညာမျိုးတွေဆိုရင်တော့သူစိတ်တရားထိ ंछ ုံမနိုင်ဘူးသူတပားရဲ့ပစ္စည်းတစ်စုံတစ်ယောက်ကိုမခိုးရရင်မနေနိုင်ဘူးမနေနိုင်တဲ့အတွက်အပြင်ထွက်လေပြီးပစ္စည်းတစ်စုံတစ်ယောက်ကိုခိုးယူလိုက်ပါမှလေးသာထိုင်သာရှိရတယ်။ဘာအတွက်ကြောင့်အဲ့ဒီလိုဖြစ်ရတာကိုတော့သူမသိဘူးတစ်စုံတစ်ယောက်ကိုခိုးယူလိုက်တဲ့အခါမှာတော့လေးသာထိုင်သာရှိသွားတာကတော့အမှန်ပဲအဲ့လိုခိုးယူရမှလည်းအိမ်ပြမှာရှိတဲ့ပစ္စည်းတွေကိုခိုးယူရမရဘူးအင်းင်းမှာထားတဲ့ခေတ်ကဆက်ပစ္စည်းတွေကိုတော့ခိုးယူမှအဆင်ပြေရောတယ် ခေရခေစီဆိုပေမယ့်လက်ရှိအချိန်ထိသူ့အတွက်ခိုးယူရကတော့အလုံးတရာခက်ခဲတဲ့အခါမျိုးမကြုံခဲ့ရဘူး။တခါကတော့သူနဲ့အင်ရှင်ထိတိုက်ရင်ဆိုင်မိဘူးလေ။အဲ့ဒီချိန်ကထူးဆန်းစွာပဲအင်ရှင်ကသူ့ဟာတိတ်ချစွာကြည့်ပြီးတော့"ဩလက်စတတ်တော်ကြောက်မလား။ငါတကုတ်ထင်နေတာ။အဲ့လိုရေရွကထွက်သွားတော့လေ။သူကဒီကနေ့ချိန်ထိတော့သူ့ကိုအင်ရှင်ကတိတ်ချစွာကြည့်ပြီးတော့ကြောက်တကောင်အဖြစ်မြင်သွားရတဲ့အကြောင်းရဲ့အဖြစ်ကိုတော့မသိနိုင်ခဲ့ဘူး။ တခါကတော့ကိုကြီးဖိုးခွေကပြောဘူးလေသူ့မျက်ဝန်းထဲကိုတေချာဆိုက်ကြည့်လိုက်ပါရင်ကြံကလေးတကောင်ထိုင်နေရကိုမရရလို့ပြောဘူးလေသူကိုယ်တိုင်တော့မှန်ကြည့်ပြီးတခါမှမကြည့်ဘူးခဲ့ဘူးကိုကြီးဖိုးခွေကသူ့ဟာစားနောက်တယ်လို့ပဲ ထင်ခဲ့မိတယ်အိနောက်စီကထွက်ပေါ်လာတဲ့ချစ်စုရဲ့အတန်းမင်းသူဟာပစ္စည်းထွက်ခိုးဖို့အချက်ပြနေခြင်းမင်းဆိုအားကချက်ချင်းမင်းအိရတဲ့လဲနေရာနေထားပြီးတော့အိမ်ပြန်ထွက်ခဲ့တယ်ပြီးတော့အိနောက်တနေရာစီမှာဝတ်ထားတဲ့အနေရဝတ်စားတွေကိုလဲလေတယ် မျက်နှာမှာအဝိမျက်နှာဖုံးတစ်ခုကိုစီးနှောင်ထိုင်းပြီးတော့မြူရဲစီကိုဥတီပြီးတော့ထွက်ခဲ့လျော်ဆိုးရရဲ့စိတ်ထဲမှာတော့ဒီနေ့ပစ္စည်းကိုပို့သွားရင်ဖြင့်ထူးဆန်းတဲ့ခံစားမှုအကျိုးကိုခံစားနေရတယ်။အဲ့ဒီခံစားချက်ကညာကြီးချေမတော်ကိုတလုံးလုံးကသူ့နဲ့ဖူးခေဖူးခေရရင်ကိုးတော်ပြေစီဒီကလေးစီသွားချင်တဲ့ဆန္ဒတွေပြင်းပြစွာဖြစ်ပေါ်နေရတယ်။ဒါကြောင့်လည်းယူတိုင်းသွားနေတဲ့ခြေလန်းတွေကို ပြောင်းပြီးတော့စီဒီကလေးဖက်စီကိုဥတီလိုက်တော်တယ်။အတန်ကလေးချောင်ရှောက်မိတဲ့အခါတော့ ဇေဒီကလေးနားကိုရောက်ချီတယ်။ဆဲလေးတန်လွင်လွင်ဆက်လူကစိုးရရဲ့နားလေးစီကိုရိုက်ခတ်လိုက်။မြင်းကွင်းအတွင်ဇေဒီကလေးကိုလမ်းမြင်ရချိန်မှာတော့ဇေဒီရောကလေးထက်စီကမိအောင်ချို့ကိုလမ်းမြင်လိုက်ရတယ်။ဟန်လင်းလည်းအဲ့ဒီအချိန်အကြောင်းအော်ဂျင်းများစွာဖြစ်မိနေပြီးတော့အနားကိုကြီးကပ်သွားတဲ့အခါတော့ဖျားပေါ်မှာအလုရှုပ်နေတဲ့လူတစု။ဟိတ်ကောင်းလေး။မြင်းမြန်တူးကဌာပနာရီလက်ထဲရောက်ပြီးတော့ဒီပတ်ဝန်းကျင်ကနေမြင်းမြန်ထွက်နိုင်မှငါတို့တွေစိတ်ချရမှာ။ နားရေးစီမှာကြားလိုက်ရတဲ့စကားတန်ကြောင်းအဲဒီလူစုကဖျားထဘနာတိုက်ကိုဖောက်ထင်းခိုးယူရန်စူးစမ်းနေကြသူတွေလို့ဆိုရနားလေလိုက်တော်ရင်ပြိတ္တများရှင်စာရေးသူနောင်ရိုးစေးတက်ဤသားထားတဲ့လက်ခရှင်ဆိုရမတ်ထထောင်တကောင်ဘွားရှိတဲ့ဇလန်းလေးရဲ့အပိုင်းချောက်ကတော့ဒီမာရီပြီးဆုံးသွားပါပြီ။မဆင်အပီခဲ့ကြတဲ့ပြိတ္တတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။